မားဘွားကိုပြောင်းလဲခြင်းတယ်ဟုတ်တယ်မလားညက်တက်ကူလန်ဆုံးမချက်တွေချရတယ်ဒီတကတော့အပိုင်တွေ့မယ်လို့ကြေးကြော်တယ်ဒါပေမဲ့၃ရက်လောက်ပဲအားတက်ပြီးတော့လုတ်ပြီးတာနဲ့ဤတည်သွားတယ်ပေါ့ပြင်းလာတယ်ဆက်မလုပ်ချင်တော့ဘူးပြီးတော့ငါဇွဲမရှိပါဘူးကွာငါအကျင့်ကပြင်းများတော့ပါဘူးဆိုပြီးကိုယ့်ကိုအပြစ်တင်နေမိလားမဲဆွေ ကတဲ့ကောင်းတစ်ခုပြောပြရစီအဲ့ဒါခမားညံ့လို့မဟုတ်ပါဘူးခမားအနည်းစနစ်စစ်စံမားနေလို့ပါကျွန်တော်တို့ဒီအသက်ရယ်40ကျော်50ရောက်မှလူငယ်လူလူစိတ်တဲ့ခွန်အားဝဲပါဝါရအများကြီးတုံးပြီးစွတ်တူလို့ဖို့ဆိုတာမလွယ်တော့ပါဘူးဒီနေ့ဗီဒီယိုမှာကျွန်တော်ကိုယ်အကျင့်သုံးနေတဲ့ကြည်ကြည်မာမာအားဆိုင်ကြမလို့ပဲဘဝကိုအလိုအလျောက်ပြောင်းလဲပြီးမြဲ လေ့ကျင့်တည်ဆောင်နည်းကိုပြောပြချင်ပါတယ်ကျွန်တော်တို့ကရားလက်ကိုချက်ချင်းလိုချင်ကြတယ်နေချင်းညချင်းတတိဖြစ်ချင်ကြတယ်ဒါပေမဲ့အမှန်တရားကတော့အောင်မြင်မှုဆိုတာတညာတည်းနဲ့ရနိုင်တဲ့အရာမဟုတ်ပါဘူးနေ့စဉ်ပြုလုပ်တဲ့တင်းငယ်တဲ့လေ့ကျင့်လေးတွေရဲ့စူပေါင်းရလက်ပါစာရေးဆရာဂျင်းကလီယာရဲ့ Atomic Habits အောက်မှာပြောထားတယ်ခင်ဗျားကနေရင် တစ်ရာကလုံးတိုးတက်အောင်လုပ်ကောင်းမယ်ဆိုရင်တစ်နှစ်ပြည့်ရတာခမားလက်ရှိထက်38ဆပို့ပြီးတော့တိုးတက်လာနိုင်မယ်ကျွန်တော်ပဲကြည့်ပါကျွန်တော်ဟာအောင်မြင်နေတဲ့ YouTuber တယောက်မဟုတ်သေးပါဘူးအခုမှစတင်လေ့လာသင်ယူနေသေးပါဒါပေမဲ့လွန်ခဲ့တဲ့တစ်လနဲ့ရှင်တော့ကျွန်တော်အများကြီးပြောင်းလဲသွားပြီအရင်ကဗီဒီယိုအက်ဒစ်လုပ်ဖို့နေနေတာကကပ်ကတ်ဆိုတာကိုဘာမှန်းတော့သိချာမသိခဲ့ပါဘူး ဒါပေမဲ့လူတိုင်း15မိနစ်လောက်ပဲအချိန်ပေးပြီးတော့နည်းနည်းချင်းစီတင်ရင်းနဲ့အခုဆိုရင်ကိုယ်ပိုင်ဗီဒီယိုလေးဖြန်နှီးနိုင်တဲ့အဆင့်ကိုရောက်လာခဲ့ပါပြီ။ဒါကနေတိုင်းတင့်ရခံတော့တိုးတက်အောင်လုပ်ခဲ့တဲ့ရလက်ပါပဲ။ကြီးကြီးမားမားရရှောက်တွေးပြီးတော့စိတ်ညစ်နေပါနဲ့။ဒီနေ့အတွက်တင့်ရခံတော့ကိုကောင်းအောင်မလုပ်နိုင်မလဲ။အဲ့ဒါကိုပဲစဉ်းစားပါ။အလေးချင်းတစ်ခုကိုရေရှည်ဆွဲမြဲခြင်း ငါဘာလိုချင်လဲဆိုတာကိုအာရုံမဆိုင်ပဲနဲ့ငါဘာတူလဲဆိုတာကိုပြောင်းလဲရအောင်ဥပမာလူနှစ်ယောက်ဆက်လက်ပြတ်နေတယ်သူတို့ကြွားပြီးဆက်လက်တိုက်တဲ့အခါပထမလူကပြောတယ်မတော်တော့ပါဘူးဗျာကျွန်တော်ဆက်လက်ဖြတ်ဖို့ကြိုးစားနေလို့ဒါကသူ့ကိုယ်သူဆက်လက်တမားလို့သတ်မှတ်ထားအောင်ပဲဒါမှဒုတိယလူကပြောတယ်ဟေးကျွန်တော်ဆက်လက်မတော်ဘူးသူ့ကိုယ်သူဆက်လက်မတော်တဲ့သူဖြစ်ခံလိုက်ပြီး တို့နှစ်ယောက်ကိုခင်ဗျာဘသူကပုံပြီးအောင်မြင်မယ်ထင်တယ်။ကျွန်တော်လည်းဒီနည်းကိုပဲသုံးတယ်။လက်ရှိကျွန်တော်အခြေခံအလုပ်ဖြစ်တဲ့တန်ရှင်းအလုပ်လုပ်နေရပါမယ်။ကျွန်တော်ကကျွန်တော်တန်ရှင်းအလုပ်သမားဆိုပြီးတော့ပေါင်းခတ်မထားဘူး။ကျွန်တော်ဟာလမ်းပြောင်းနေသူတွေကိုကူညီပေးမဲ့ဖုန်းနဲ့ခရီးတာတယောက်အနေနဲ့ပဲခံထားတယ်။အဲ့ဒီခံလိုက်တဲ့အခါကျွန်တော်ရဲ့လုံရက်တွေကအလိုလိုပြောင်းလဲလာတယ်။အလုပ်ကျန်းလုပ်နေရပါမယ်စိတ်ကမနှိမ့်ကြတော့ဘူး။ အားလဲချိန်မှာဖုံးပွတ်မဲ့စာစာဖက်ဖြစ်လာတယ်။လေးလာကြာရှိတာလေးလေးလာဖြစ်လာတယ်။ကိုနဲ့သက်ဆိုင်ရာလေးတွေပေါ့။ခမရရောကိုကိုကိုဘသူလို့တတ်မှတ်ထားတယ်။ငါကအကျိုးတက်လေဝမ်းနေတဲ့သူလို့တတ်မှတ်မလား။ငါကငွေကြီးလွတ်လပ်မှုရမယ်သူလို့တတ်မှတ်မလား။ခမရရေးချေပါနောက်ဆုံးအနေနဲ့စိတ်ဆန္ဒဝဲပါဝါကိုပဲအားကိုးနေပါလေခင်ဗျားရဲ့ပဝင်းကြီးကိုပြင်ဆင်ပါ လူဆိုတာပတ်ဝန်းကျင်ရဲ့ကားကောင်ပဲမုံတွေစပွဲပေါ်မှာတင်ထားရင်စားမိမှာပဲဖုန်းကဘေးထဲမှာထားရင်လည်းပြုတ်မိမှာပဲအလေးချင်းကောင်းတယ်လောကလွယ်ဖို့အတွက်အလေးချင်းဆိုရင်လောကခန့်အောင်ဖန်ပြီးပါစားဖက်ချင်စားဖို့ကောင်းမင်းမှာအစင်းတင်ထားဖုန်းလျှော့တုံးချင်ဖုန်းကိုတခြားခန့်မှာသွားထားလိုက်ရေမဲမဲတောက်ချင်ရေဘူးကိုမျက်စိရှိမှာထားပါကျွန်တော်ဆိုရင်လွတ်လွတ်ရင်နားထောင်မှုလေ့လာဖို့အတွက်အဲအခုအမြဲအသက်ဆောင်ထားတယ် ဒါဆိုရင်တင်ယူဖို့အတွက်အားဆိုင်စရာတိတ်မလိုတော့ဘူးလေ။မက်ရှင်ဘဝကို report လုပ်တယ်ဆိုတာမာရသွန်ပြေးနေတယ်လို့ပဲ။ဒါတို့ပြေးပွဲမဟုတ်ဘူး။ဒီနေ့အစပြီးကြီးကြီးမားမားကြီးတွေးပြီးတော့စိတ်ညစ်မနေနဲ့။ဒီနေ့7မိနစ်စာဖတ်မယ်။ဒီနေ့7မိနစ်လေ့ကျင့်ခန်းလုပ်မယ်။ဒီနေ့ငွေတစ်ထောင်စုမယ်။ဒီလိုသေးငယ်တဲ့တိတ်ရံလုံးလေးတွေဝေတာနေရာပုံမှန်လုပ်သွားပါ။အချိန်တိုင်းခင်ဗျအန်အောအားတော့ပြောင်းလဲသွားလိမ့်မယ်။ ဒီဘီဝတ်တူးရှိမယ်ဆိုရင်လာရစခွက်လုတ်ခဲ့ပေးပါဘယ်ဟိုဒီတရားကြီးပြန်စားတဲ့သူတွေအတွက်ကျွန်တော်တို့ mail live report channel ကို subscribe လုပ်ထားဖို့မနေပါနဲ့အားလုံးပဲစိတ်သွားတိုင်းကိုပါကြပါလိမ့်ကျွန်တော် MPD ပါ